ဒီဆက်လေးဟာ2025 22ကြိမ်အတွက်ပထမဆုံးတင်တဲ့ဖိုင်လေးဖြစ်ပါတယ်။ဒီဆက်လေးဟာ22ကြိမ်အတွက်ကျွန်တော်ကြိုပြီးကြည့်ထားတဲ့ဆက်လေးဆိုလည်းမမားပါဘူး။ဒီဆက်လေးဟိုစငယ်ကျွန်တော်စောစီစီစဉ်းစားတွေးခေါ်လို့ရအောင်လို့ကျွန်တော်စောစီစီပဲပြသပေးလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်လည်းဒီချက် live လေးလာကြည့်ပါဦး။သူဖြစ်စဉ်အစကဒီ1983 1953ခုနှစ်မှာသူက3လေတိုင်4လေတိုင်6လေတိုင်နော်3နဲ့4နဲ့6နဲ့အခါခါ3လုံးပေါ့ဗျာနော်အလေတိုင်လို့ပြောလဲအတူတူပါပဲ3 4 6လို့ဖြစ်တယ်အဲ့ဒီ3လေတိုင်4လေတိုင်6လေတိုင်လို့ဖြစ်တဲ့ပွဲမှာအောင်ကျင်း3လဲပါတယ်ကျွန်တော်အဲ့ဒါတော့တီးတံမဝိုင်းပြေးတော့ဘူးနော်3 4 6လို့တန်းတယ်အလေတိုင်ပြီးရင်အဲ့ဒီ6လို့ဖြစ်တဲ့ပွဲမှာအောင်ကျင်း3ပါတယ်တခါ3 4 6လို့ဖြစ်တဲ့အချိန်ဒီ4ရဲ့အောက်မှာနောက်နှလုံးပေါင်းခြင်း 30ရှိတယ်အဲ့ဒီ30ကို6လို့ဖြစ်အောင်ဒီဘက်ကို6တလုံးသူကပုံမှန်ကစားလေးရှိနော်မူတီ6ဖြစ်ရှင်ပေါ့နော်အဲ့ဒီ6လို့ဖြစ်ပေါ်သူကတဲ့ဂိမ်းတလုံးဟာဒီဘက်မှာအပိတ်ကြံ့ကြာမကြံ့ထက်အပိတ်နဲ့ထိပ်ပဲကစားတယ်နော်ပထမသူ့ရဲ့ဖြစ်စဉ်က3လဲ4လဲ6လဲအဲ့ဒီ6လဲထဲမှာပေါင်းခြင်း3ပါတယ်4လဲရဲ့အောက်ကနောက်နှလုံးပေါင်းခြင်းဟာနောက်နှလုံးပေါင်းခြင်းနဲ့ဒီဘက်ကတလုံးနဲ့ဟာမူတီ6လို့ဖြစ်နေရမယ်နော် ီမှာ3ခုဆိုတော့6ဖြစ်အောင်6ထည့်လိုက်ရမယ်အဲ့ဒီ6ကထိတ်တော့မဟုတ်ပိတ်ရှိရမယ်နော်ဒါ53တော့ပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်က92ခုနှစ်နော်92ခုနှစ်1992ခုနှစ်ဒါဒုတိယဖြစ်စဉ်ကိုယ်တော်နှစ်ခုနဲ့မှာ3လေ4လေ6လေနော်ဒုတိယဖြစ်စဉ်3လေ6လို့တန်းပြီဆိုတော့အဲ့ဒီဘွဲမှာပေါင်းခြင်း3ပါမယ်နော ွေးလေတိုင်းအောက်မှာလောင်းလုံးလုံးပေါင်းချင်းရှိအဲ့ဒီချက်ကို16လို့ဖြစ်အောင်ရှစ်တလုံးဒီကိုကြာအဲ့ဒီချက်ကထိတ်တော့မဟုတ် အပိတ်မှရှိရမှာနော်မထိတ်မှရှိရဒီ3 4 6မှာအောင်းချင်း3လည်းပါတယ်တတိယဖြစ်စဉ်က94ခုနဲ့ပေါင်းက94မှာဒါတတိယဖြစ်စဉ်3 4 6အဲ့လို3 4 6လို့ဖြစ်လိုက်တာနဲ့အဲ့ဒီ6လို့အလဲထိုင်တဲ့ဘွဲမှာပေါင်းချင်း3ပုံတွေပါတယ် တခါဒီလေးလေရဲ့အောက်ကနောက်နှလုံးပေါင်းခြင်းဟာ16လို့ဖြစ်အောင်လိုအပ်တဲ့ဂိမ်းတစ်လုံးဟာဟိုဘက်ကိုမြဲပါတယ်39 4ဆိုတော့16အဲ့လို16လို့ဖြစ်ပေါ်လိုအပ်တဲ့လေးဟာနောက်ပိတ်ဖြစ်ဒီလိုသွားတယ်နော်ထိတ်သွမဟုတ်အပိတ်ပေါ့အဲ့ကနေ3 4 6ဖြစ်စင်ရပဲဟိုရောက်သွားတော့2005 2005ခုနှစ်3လေးလျှောက်ဖြစ်စဉ်3လေ4လေ6လေ ဲ့လိုဖြစ်လိုက်တာနဲ့အဲ့ဒီပွင့်မှာပေါင်းကျင်းသုံးပါ669เนาะပေါင်းကျင်းသုံးပါပေါင်းကျင်းသုံးလို့ပါပြီးရင်ဒီ၄လေတိုင်းအောက်မှာဒီနောက်နှလုံးပေါင်းကျင်းရ၈76လို့ဖြစ်အောင်အဲ့ဒီ76လို့ဖြစ်အောင်လိုအပ်တဲ့၈တလုံးဟာထိတ်နဲ့အပိတ်နဲ့ဆိုအပိတ်ရှိဒီမှာပူးပြီးတော့အလဲပါကြာပါပေါ့နော်ဟုတ်ပြီနောက်တတိယဖြစ်စဉ်ကဗမာလာဖြစ်တယ်ဆိုအဲစတုဒ္ဒဖြစ်စဉ်ပေါ့နော်ဒီကောင်ကဒီကောင်ကစတုဒ္ဒဖြစ်စဉ် တင်းနဲ့တုံးဒါ၄ခုမြောက်နောက်၅ခုမြောက်ဖြစ်စဉ်ဟာ2023မှာလာဖြစ်တာ2023မှာဟုတ်လဲ၄လေ၆လေ၃လေ၄လေ၆လေလို့တန်းပြီဆိုတော့အဲ့ဒီဘွဲမှာပေါင်းရ၃ပါ၈နဲ့၅နဲ့၈၆ပါเนาะတခါ၄လေရဲ့အောက်ကနောက်နှလုံးပေါင်းခြင်းဟာ၃အဲ့ဒီသတ်တော့ခြောက်လို့ဖြစ်ပေါ်အောင်တော့လို့အဲ့ဒီတော့ကထိတ်တော့မဟုတ်အပိတ်နော်ခြောက်ခုံတော့ နော်ဟောဒီသတ္တုဒ္ဓဖြစ်စဉ်မှာကြာတော့ဒီမှာဒီမှာ3 5 6တတိယဖြစ်စဉ်မှာကြာတော့ဒီမှာ3 9 4နော်ဒုတိယဖြစ်စဉ်မှာကြာတော့4 4 6 8နော်ဒီပထမဆုံးဖြစ်စဉ်မှာကြာတော့3 6အလိုတွေဖြစ်ပြီးသွားလို့ဆိုရင်သူကဘာတွေထူးခြားမှုရှိတော့ဆိုတော့အဲ့လို 3 4 6လို့ဖြစ်ပြီ3 4 6လို့ဖြစ်ပြီသူ့ရဲ့အောက်မှာငါးပရိတ်ငါးပရိတ်အနည်းဆုံးနှစ်ခါထလာမယ်ဒီမှာတစ်ခါလာတယ်ဒီမှာတစ်ခါလာနှစ်ခါနော်ဟောဒုတိယဖြစ်စဉ်92ခုနဲ့ဒါဒုတိယဖြစ်စဉ်3 4 6ရဲ့အောက်မှာငါးပရိတ်တစ်ခါနှစ်ခါနော်ဟောတတိယဖြစ်စဉ်ဒီမှာ3 4 6ငါးပရိတ်တစ်ခါနော်ဒီမှာတော့3ခါလာတယ် မတခါဒီမနှစ်ခါเนาะဒါနှစ်ခါဘောင်းတော့မဝိုင်းတော့เนาะဒီမတခါတုံးကသတုဒ္ဓဖြစ်တယ်မှာလဲအလိုပဲ၅ပဒိတ်၃၄၆ဒီမတခါဒီတခါနှစ်ခါเนาะဟုတ်၃၄၆ဒီမှာဖြစ်ပြီ၅ပဒိတ်ကဒီမှာတခါလိုက်ပြီเนาะ၃၄၆ရဲ့အောက်ကိုဒီမတခါအခုတခါလာမယ်ကောင်ဆိုနှစ်ခါပေါ့ကျွန်တော်တို့ဒီ၅ဆုံးသောနှစ်မှာ၅ပဒိတ်ကနှစ်ခါပဲကြာမယ်ပုံမကြဘူးဆိုဆိုလဲတတ်မှတ်ချက်ရှိပြီမယ်အဲ့ကောင်က သူကပြက်ရင်လည်းပြက်သွားနိုင်တာပေါ့နော်အခု site တွေဆိုတော့ပြောမရဘူးသူကသူနှစ်ကြိမ်သတ်မှတ်ထားလဲသုံးကြိမ်လဲထွက်ရင်ထွက်တယ်တခါသုံးကြိမ်သတ်မှတ်ထားပြီးတော့လည်းနှစ်ကြိမ်နဲ့ရန်ရက်သွားတာဒီခြေသဘောရဲ့ခြေသဘောတရားဆိုတာတခါလီတော့လည်းအဲ့လိုပုံတွေမှတ်လို့မရဘူးပေါ့နော်ဟုတ်ပြီအကြတော့ကျွန်တော်တို့အဲ့ဒါလေးကိုလေ့လာကြည့်ပါအဲ့ဒီငါးပရိတ်ဒီဘယ်မှာကြာအဲ့ဒီ၅ပြိတ်တွေမကြခင်သူကအဲ့ဒီ၃၄၆လို့ဖြစ်ပြီးရင် ၃လေး၆လို့ဖြစ်ပြီးဒီတုံညပါသော၅ပရိတ်တစ်ခွက်ကြာတယ်ဗျာ။၃လေး၆လို့ဖြစ်ပြီးဒီမှာတုံညပါသော၅ပရိတ်နော်တုံညပါသော၅ပရိတ်အဲ့ဒါပထမထူးခြားချက်လေးပေါ့နော်ဒီမှာတုံညပူချောက်တစ်ခွက်ထွက်တယ်ဒုတိယဖြစ်စဉ်မှာအဲ့ဒီ3 4 6လို့ဖြစ်ပြီးသူ့ရဲ့အောက်မှာဒီတုံညပါသော၅ပရိတ်နော်ဒီမှာထွက်တယ်ဒီတတိယဖြစ်စဉ်မှာလည်းနော်3 4 6ရဲ့အောက်မှာတုံညပါသော၅ပရိတ်တက်လေးတယ်နော်နောက်ဒီမှာ ဒီ36ခါတောင်ရအောင်ပြက်လာ40တုံရပါတော့ငါပဲအခုကျွန်တော်ကဒီ36ရအောင်ပါပထမငါပရိတ်ကတော့ထွက်သွားပြီနော်အခုနောက်ငါပရိတ်ပါကျွန်တော်တုံရပါတဲ့ငါပရိတ်ကိုကျွန်တော်ဖမ်းထားတယ်ဟုတ်ပြီနောက်ထူးခြားမှုဖြစ်စဉ်တစ်ခုကအဲ့ဒီ36ရအောင်ပါငါပရိတ်ထွက်ကြမယ်ချိန်မှာအထက်နဲ့အောက်တစ်လေးလေးတစ်ဆောင်းထိုးပြီးမှကြရဖြစ်စဉ်အဲ့ဒါလေးကလည်းထူးခြားတယ် ဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ဒီဒီ396မှာတော့မဖြစ်ခဲ့ဘူးဒီနောက်ထပ်ထွက်တဲ့68တက်ပြတ်လားဒီ76 9ပြိမှန်တယ်ပြတ်ဒီမှာ၄တက်ထူတာတယ်တလေးလေးတက်ထူတာတယ်နော်ဒါပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်ကိုကြည့်ကြည့်အောင်ဒုတိယဖြစ်စဉ်3 4 6ဒုရအောင်ပြတ်လားဒီ68တက်၄တက်ထူတက်လေးအဲ့ဖြစ်စဉ်ကထူကြတယ်နောက်ဒီတတိယဖြစ်စဉ်3 4 6ဒုရအောက်က9ပြိပြတ်လား တလေးလေးတော့အခုကအခုမှတစ်ကပေါ်လာလို့အလုပ်လုပ်ရတာနော်ဒီမှာ3 4 6သူ့ရဲ့အောက်မှာဒီမှာ4 30 4တကယ်ဟုတ်ပြီအဲ့လိုဆိုရင်မ3 4 6တော့ဒီမှာ၅ပြိတ်ဖမ်းပြီနော်ဒီမှာတော့တစ်လေးလေးတစ်ထိုးလို့ရတယ်တစ်တလုံးကအခုမှပေါ်လာတာလေနော်ဟုတ်ပြီအကြတော့ကျွန်တော်အဲ့ဒါလေးကိုရှင်းရှင်းလေးလေးဖြစ်အောင်ထပ်ပြီးရှင်းပေးမယ်နော်ဟုတ်ပြီသူက အဲ့လို346ဒီ346ဆိုတဲ့ဖြစ်စဉ်ဟာအကျဉ်20မတိုင်ခင်အပေါ်မှာပဲဖြစ်လိမ့်ရှိနော်346ဆိုတာအဲ့ဒီ346အလဲ3လုံးဟာအကျဉ်20မတိုင်ခင်မှာပဲဖြစ်လိမ့်ရှိဟုတ်ပြီအဲ့ကြတော့ကျွန်တော်346လို့တမ်းပြီသူ့ရဲ့အောက်ကိုကျွန်တော်အကျဉ်20ကိုသွားမယ်နော်အကျဉ်20အကျဉ်20ဆိုတာဒီဘွဲပဲနော်ဒါအကျဉ်20အကျဉ်း20မှာလေပြပါထူးကြတော့အကျဉ်း20မှာအဲ့ဒီအကျဉ်း20မှာအခွာပေါင်းခြင်း 八公斤吃，阿里八公斤吃五到十六片啊，累得拢多嘞。那光吃，光吃五到十六片啊，累得拢多嘞，累 <noise> 吧？这里面阿你养累呢多不起来，阿里吃，阿里吃我就拿哈，八公斤雷六片啊，八公斤雷六片，细些啊？阿里这里面阿么阿你累呢多不起来，累累，啊？那累累是八公斤细，阿里细呢就少呢八么雷六片，要是没少呢那都没得，对吧？ 啊，这因、er. 那晒呀，夸个南湖的晒炉皮哦，拄个这得龙坝没？四毛片，我炒豆芽都晒炉皮吃了，四得龙坝没？你看，退休吃过半斤雷炉皮吃了，啊，退休吃过半斤雷炉皮包哈，半斤鲜，啊，人家老公弄个小米线炒蛋，雷得龙坝半斤鲜，雷得龙坝半斤鲜，啊，雷得龙坝半斤鲜，六几阿片嘛，哦，那省得钱嘛，目的不灵阿只啦，喏。 不他妈屁事呀！花棒金乌，这山路皮羊路外头犁出来，他讲推水炒股，西路皮哎，推推炒股，内路皮羊，西路嘞，哎，就个棒金西，那，他不他妈屁事。你东里炒股，这你那谁，不他妈屁事。啊，路皮不要嘛，地钢架，提钢架不要嘛，哎，省得提钢架，炒不的哎，提，压不的个目的呗，那，压不的个目的，哎，你压不的个把那棒了，是不 ဟာဒီနောက်ပိတ်လေးဟာပေါင်းခြင်း၄ပါပြီပေါ့မယ်နော်ဟာဒီ၄ပေါင်းခြင်းနောက်ပိတ်လေးဟာပေါင်းခြင်း၄လို့ပါပြီပေါ့မယ်အဲ့ဒီအချိန်မှာ၄နဲ့တင်နေရတယ်၅လို့ဖြစ်နေနော်ဒီတစ်လုံးပေါင်းခြင်းလေးပြိတ်၅ဆိုတော့မှဒီမှာတော့၅ဖြစ်ရတော့ပေါ့နော်ဒီ၄ကပေါင်းခြင်း၄နော်ပြိတ်ကလည်း၅ဆိုတော့တစ်ပဲရှိရောလေနော်ဟုတ်ပြီဒုတိယဖြစ်စဉ်ဒုတိယဖြစ်စဉ်ကဒီမှာအကြောတူအကျိန်း၂၀ကဒီကောင်မအကျိန်း၂၀ ဒီနေ့ဆက်မှသူပါပြီးတော့ခွာပေါင်းချင်းခွာပေါင်းချင်း6လို့ပြီးတာအဲ့လိုဆို30ဖြစ်အောင်အောက်မှာ၄တလုံးနော်၄တလုံးပါမယ်၄တလုံးပါတခါဒီခွန်ကိုကျွန်တော်က14ဖြစ်ရှင်နော်ပေါင်းချင်းခွန်ထည့်ရအောင်အဲ့လိုဆိုဒီဘွဲမှာ30ဖြစ်အောင်၄တလုံးပါမယ်တခါဒီခွန်ကို14ဖြစ်ရှင်နော်ခွန်ထည့်ရမယ်အဲ့ဒီခွန်ကပေါင်းချင်းခွန်၄တလုံးပေါင်းချင်းခွန်လို့ကြာကြာပြီးတော့မှသူ့ရဲ့22ချိန်မှာမူတည်35ပြိတ်ပဲနော်မူတည်35ပြိတ်ပဲကြာ အဲ့ဒီ15ပြိကာတဲ့သူရဲ့အပေါ်နောက်ပိတ်ကူဟာပေါင်းချင်းကူလို့ပါမယ်။အဲ့တော့ပေါင်းချင်းကူနဲ့15ပြိဆို6ပဲကျန်တော့တာပေါ့။အဲ့တော့ဒီ6နဲ့ကူနဲ့ပြန်ပေါင်း9ပဲဖြစ်ပါမယ်။နော်။ဟိုဘက်မှာလည်းအဲ့လိုပဲ။နော်။ဟိုဘက်မှာလည်းအဲ့လိုပဲ။ဒီ၄ရပေါင်းချင်း၄ဆိုတော့မရှင်းတဲ့6နဲ့ပေါင်းချင်း၄။နော်။ပြိ9ဆိုတော့ကျန်တဲ့ဒီကျန်တဲ့တင်းနဲ့ဒီ၄နဲ့9ပဲပြန်ဖြစ်မှာ။နော်။ဟုတ်ပြီ။တတိယပေါ်စီကြည့်အောင်။တတိယဖြစ်စဉ်ဒီမှာ3 4 6။ဟာ3 4 6အဲ့အချင်း20ကိုပြေးလိုက်။ 走的时候比那着逛的时候，啊，花苞叶的时候都两路皮钱了，都两百块呀嘛，啊，花苞叶的时候都两路皮钱了，都两百多块呀。第一百块一点吃过，十里路皮钱了，邦进西路这样，东江的路呢邦进西，买来呢东江的路邦进西路买。别的那省的地方目的地还不得出的，往那路边他不会走哈，邦进走八呀么？帮 နော်ပေါင်းခြင်း35ပြည့်ဆိုတော့နော်ပေါင်းခြင်း3ကိုယူပြီးပြီဆိုတော့ဒီ3နဲ့ကျန်တဲ့ကဏ္ဍနဲ့ဟာ5ပဲဖြစ်ရမှာပေါ့နော်ဟုတ်ပြီကဲစတုတ္ထဖြစ်စဉ်စတုတ္ထဖြစ်စဉ်ဖြစ်စဉ်ကဒီမှာလာဖြစ်တာ3 4 6နော်ဒီမှာဒီ16ကျိန်းမှာအကြသူအကျိန်း20မှာမူသေးပါဖြစ်တယ်ကျိန်း20မှာဒီအခွားပေါင်းခြင်းနော်အခွား6တွေကြီးကလေးကဖြစ်တယ်တပွဲပဲမဖြစ်တာနော်အခွား6တွေကြီးဖြစ်တယ်အဲ့ဒီအခွား6ကို30လို့ဖြစ်ရှင် တဲ့လို့ဖြစ်ရှင်တော့၄ထည့်လိုက်ဦးမယ်။ဟောလာလိုပဲဒီ၉ကို24လို့ဖြစ်ရှင်တော့ပေါင်းခြင်း9လို့ထည့်လိုက်။၄တလုံးနဲ့ပေါင်းခြင်းဆိုင်မှာ၄ရပဲရရတာ။ဒီအခွား6ကို30လို့ဖြစ်ရှင်တော့၄ထည့်လိုက်ကြ။ဒီ၉ကို24လို့ဖြစ်ရှင်တော့9ထည့်လိုက်တာ။အဲ့ဒီ9ကျတော့ပေါင်းခြင်း။နော်၉ခွန်၄ဆိုတဲ့ကောင်ကကျတော့၄တလုံး။အဲ့ကျတော့မှသူက၄လဲပါတယ်။ပေါင်းခြင်း9လဲပါတယ်။အဲ့ကောင်ထွက်ပြီးတော့မူသေး22ကျင်း22ကျင်း။အားပါတယ်။ ဲ့ဒီအချိန်မှာတဲ့ဒီနောက်ပိတ်တက်ကပေါင်းတင်တက်လို့ပါနေရတယ်။ပေါင်းတင်တက်နဲ့ငါးပိတ်ဆိုမှာတော့ဗျာဒီပေါင်းတင်တက်ပါပြီဗျာအဲ့တော့ channel လေးနဲ့ဒီတက်နဲ့ပေါင်းရင်ငါးပဲပြန်ဖြစ်မယ်။เนาะကဲဟုတ်ပြီနောက်ဆုံးပွဲနောက်ဆုံးပွဲနောက်ဆုံးပွဲရဒီမှာ3 4အဲ့လိုတန်း22ချိန်ချိန်20။အချိန်20ပြီးခဲ့တဲ့ဘက်ကဒီမှာ6 6လို့သူကဒီအချိန်20မှာထွက်ထားတာအခွာပေါင်းကြီးက6ပဲတွေ့လားအခွာပေါင်းကြီး6က4ပွဲတောင်ဖြစ်တာနော် 黄金抢，一路抢一路皮掉，抢股的时候一路批进来，是吧？雷德隆家是吧？他看历史故事，雷路皮呢进来，说雷路皮进来，黄金炒爆了，雷德隆把黄金炒爆了。比起过来嘛就拿，比个的嘛美炒过来嘛，帮金炒中国爆了。四川啊咯，比个美国爆的，帮金炒爆了就差了，雷都没爆过。啊，当年呢，当年呢，是不不会样？当年那个，跟难啊！ လေးလည်းပါတယ်ပေါင်းချင်း၆လည်းပါတယ်နောက်ကျွန်တော်နောက်ဆုံးတင်တဲ့ file ၃ညတင်ကပေါင်းချင်း၆เนาะထားလိုက်တော့ဒါလွဲတယ်ပေါ့ဗျာเนาะထားလိုက်တော့ကဲဟုတ်ပြီအဲ့ဒါတော့ဒီမှာ၃ညတင်လေးလို့ကျွန်တော်ယူရတဲ့အကြောင်းရင်းဟာဒီနောက်ပိတ်၅ဟာဒီမှာ၅ပိတ်ကြာနောက်ပိတ်၅ဟာပေါင်းချင်း၅เนาะ၅ပိတ်ဆိုတော့ဒီ၃ညပဲထည့်ရတော့ပေါ့ဗျာเนาะကြာနေတဲ့ကဏ္ဍဟာ၃ညအဲ့ဒီ၃ညနဲ့ဒီမှာနဲ့ပေါင်းတာပဲပြန်ဖြစ်ပေါ့เนาะဒါဒီ၅ပိတ်ကိုဖမ်းရတဲ့ဖြစ်စဉ်ဒီတလေးလေးတက်ကျွန်တော်ဆောင်းနာပြောခဲ့တယ် တလေးလေးတစ်ဖြစ်ပြီးမှငါးပြည့်ဖြစ်ရမယ်ဆိုလေဟုတ်ပြီအကြတော့ကဲတကယ်ကျင်းတော့ကျွန်တော်တခုရှင်းပြအောင်မယ်ဒီမှာ3လေး6လို့ဖြစ်ပြီးရင်ဒီ9ကပထမ9ပြည့်ဒီ9ကဒါနောက်ဆုံး9ပြည့်အဲ့ဒီနောက်ဆုံး9ပြည့်ရဲ့ဒီဘက်ကို9ပဲ7နော်ဒီနေ့3 4 5 6 7 8 9ပြည့်မှာတွေ့လားဒီ9ပြည့်9ပြည့်2လဲเนาะနောက်ဆုံး9ပြည့်ကိုယူရမှာเนาะဟုတ်ပြီ အဲ့ဒီ346လို့ဖြစ်ပြီးတော့သူ့ရဲ့အောက်မှာဒီမှာ၅ပြိတ်တစ်ခါနှစ်ခါနောက်ဆုံး၅ပြိတ်နောက်ဆုံး၅ပြိတ်ကိုအပေါ်ကို1 2 3 4 5 6 9 8 9ဒီကောင်ကကျတော့9ပဲเนาะသူ့ရဲ့ဘေးကနေ1 2 3 4 5 6 9 8 9ပုံမှန်တော့နောက်ဆုံး၅ပြိတ်ကိုဒီမှာဒီ76ကို1 3 4 5 6 9 8 9 10เนาะ79ကိုအဲ့ဒီ၅ပြိတ်တွေထောက်ပါတတိယဖြစ်စဉ် တတိယဖြစ်တယ်ဒီ3 6ရဲ့အောက်မှာဒီမှာပထမ5ဒါဒုတိယ5เนาะဒုတိယ5တော့ထားလိုက်လို့မလို့တတိယ5เนาะအဲ့ဒီတတိယနောက်ဆုံး5ပေါ့ဗျာသူ့ရဲ့ဘောကနေ1 2 3 4 5 6 7 8 9ဘလိတ်ပဲထောက်ပြီးတာနောက်စတုတ္ထဖြစ်စဉ်ကနောက်ဆုံး5ဘလိတ်ကဒီ4 30ပေါ့သူ့ရဲ့အထက်ကို1 3 4 5 6 7 9တွေ့လား9 20ပြီမှာအဲ့လို5ဘလိတ်ထောက်တယ် အခုဒီမှာဒါဒီကိုရှိရအောင်မနောက်ဆုံး၅ပြည့်ဆိုတာပေါ့ဗျာနော်သူ့ရဲ့ဘေးကို1 2 3 4 5 6 7 9ဆိုတော့ဒီ3ည4 7ပဲဟုတ်ပြီနော်သင်္ကေတချင်းအဲ့ကြတော့ဆောနာဒီအဖွား6ပြဿနာလေးကိုတစ်ချက်ပြန်ပြီးကြည့်လိုက်အောင်3လေး6လို့ဖြစ်ပြီးတော့ဒီအကျဉ်း20အကျဉ်း20မှာအခွား6เนาะဒုတိယ3လေး6ကိုကြည့်အောင်ဒုတိယ3လေး6ကနေဆင်းရတာအကျဉ်း20ဒီကောင်မဲ့ခွား6เนาะ ဟုတ်ပြီတတိယ346ကိုခဏတွတ်ခဲ့အောင်နော်346တတိယ346ကိုကျွန်တော်အခွာ6မဖြစ်တဲ့အတွက်ခဏတွတ်ခဲ့လိုက်နော်စတုဒ္ဓ346ဒီမှာစတုဒ္ဓ346နော်အကျိတ်20ဒီမှာအခွာ6အဲ့လိုတို့သူ့ပုံတန်အတိုင်းဒီမှာ346လို့ထားမယ်အကျိတ်20ဒီမှာအခွာ16ပဲနော်အခွာ16အကြတော့ကျွန်တော်ကဘယ်လိုလုပ်ရှင်တာလဲဆိုတော့ အဲ့ဒီအခွား16လို့ဖြစ်ပြီးအခွား16လို့ဖြစ်ရင်၄ပါတယ်တခါ16လို့ဖြစ်အောင်ပေါင်းချင်း10ပါအဲ့ဒီ8 6ကိုနော်အဲ့ဒီ8 6ကိုနောက်တစ်ခါ36လို့ထောင်ပြီးတော့အခွား16လို့ဖြစ်တဲ့အချိန်နော်တပင်ကျော်မှာဆောင်းနှဖြစ်စဉ်နေဖြစ်ပြီးဒီ6 8 1ကိုပြန်ရွှေ့လိုက်ပြန်ရွှေ့လိုက်ရှင်တာနော်ဒီကနေဒီ8 6နော်ဒါ36ရဲ့ပထမဖြစ်စဉ်ကတော့တဲ့တဲ့ကိုနော်ဒီဒုတိယ36ဖြစ်စဉ်ကိုရွှေ့လိုက်ရှင်တာ ဲ့ဒီအချိန်မှာတဲ့နော်ဒါလေးကိုသိချာကြည့်နော်ဒီအဲ့ဒီ3 4 6ရက်အောက်မှာထွက်ထားသော9ပလေးနှစ်ခွက်ဟာ3ည9 6ရက်7 6ရက်နှစ်ခွက်ပဲရှိနော်အဲ့ဒါပထမ3 4 6ရက်ဖြစ်စဉ်ဒုတိယ3 4 6ရက်ဖြစ်စဉ်မှာလည်းကြည့်လိုက်ဒီမှာဒီ3 4 6ရက်အောက်မှာပထမ9ပလေးက6 8 1ဒုတိယ9ပလေးက3ည6ခုဒီအခွက်6အခွက်6တူညီတယ်လို့ အဲ့ဒီ3 4ရဲ့အောက်မှာထွက်တဲ့5ပြိတ်နှစ်ခုဟာ3 6တစ်ခွက်ရှိမယ်6 7တစ်ခွက်ရှိမယ်နောက်တစ်ခါဒီ3 4 6ရဲ့အောက်မှာ7 7 6တစ်ခွက်ရှိမယ်3 9 6ခုတစ်ခွက်ရှိမယ်နော်အဲ့ကြတော့ဒီ22ကျန်ရန်တဲ့တဲ့ကိုပြေးလိုက်တဲ့7 7 6ဟာနော်ဒုတိယ3 4 6လို့ဖြစ်တဲ့အချိန်မှာဒီယူပြေးလာတာနော်အဲ့ဒီအချိန်မှာလည်းဒီဘက်နှစ်ထဲမှာဒီဘက်နှစ်ထဲမှာအဲ့6 7တစ်ပတ်လည်းရှိလာကြည့်အောင် ဟိုနိစ္စမှာထွက်ပြေးတာလေနော်နိစ္စမှာထွက်ပြေးတာကဲဟုတ်ပြီအဲ့တော့တတိယ36ကိုထားခဲ့လိုက်အဲ့ဘောခွာ9ခွာ6မဖြစ်ကဲဟုတ်ပြီနောက်ဆုံး36တတတိယသတုဒ္ဓ36ပေါ့ဗျာနော်တတိယထားခဲ့တော့ဒီ36ရအောင်မှာခွာ16လို့ဖြစ်ပြီဘယ်လိုဖြစ်စင်နေဖြစ်ပြီဒီ40အဲ့ဒီ40ကိုကျွန်တော်ကနောက်တစ်ခါနောက်ဆုံး36လို့ဖြစ်တဲ့အချိန်22ချိန်ရွှေ့ဒီကိုရောက်သွားတယ် နော်ဒီလိုရောက်သွားဒီမှာခွာဆက်ချသွားနာဖြစ်စဉ်တွေလည်းဖြစ်ခဲ့ပြီနော်တို့တို့တစ်ဆယ်ဖြစ်ရှင်းနေဒီချုပ်ကိုလေးလို့ဖြစ်အောင်ပေါင်းညှောက်တွေလည်းကြားခဲ့ဒီ၃ညတ်၄လေးဟာအဲ့ဒါဒီစထုဒ္ဓ၃၄၆ကနေတဲ့တဲ့ပြစ်လိုက်တဲ့ပေါ့နော်ဒီတဲ့တဲ့ကိုလာတဲ့ပေါ့၃ညတ်၄လေးနော်အဲ့ကြတော့ဒီတတိယစထုဒ္ဓဒီ၃၄၆ရဲ့အောက်မှာဖတ်ထားတဲ့၅ပြည့်နှစ်ခုကပါတော့ဘိုးရှိရှိတဲ့ ဒုတိယ40တဲ့ဥပမာတော့ဥပမာတော့3ညာ6ချောင်းနဲ့6တင်နဲ့နှစ်ခုပဲရှိနော်နောက်ဒုတိယဖြစ်တင်မှာလည်းအိုက်ကောင်ပဲလိုက်တာအခုဒီသတုဒ္ဓဖြစ်စဉ်နော်ကိုချစ်ချင်းနဲ့40ပဲရှိတယ်ကြာဟုတ်ပြီအဲ့လိုဆိုရင်လည်းဒီမှာဟောပါပါရှိဦးဒီရှိကိုချင်းနဲ့40ပဲရှိတာပဲနော်အဲ့ကြတော့ဒီ40ဒီနေရာမှာကျွန်တော်3ညာ14ဆိုပြီးဖန်လာတယ်ဟိုထိုးတာတော့အားတော့စိတ်ရှာတာပေါ့နော်3ညာ14ထိုးရတဲ့အကြောင်းရင်းကိုကျွန်တော်ပြီးတော့မှရှင်းပြပါ ဲ့ဒီသုံးနှက်တလေးကဒီဘက်နဲ့ထဲမှာရှိတယ်เนาะသုံးနှက်တလေးရှိတယ်เนาะဒါကဘာလဲဆိုတော့ဒီ၄30ရနေဒီ၄30လို့ဒီလိုဒီမှာကြားမဲ့ချိန်မှာသူ့ရဲ့ဒီဘက်နှစ်ထဲမှာ၄30ရှိတယ်ဆိုတော့တက်တည်ပြချက်เนาะဒီမှာလဲအဲ့လိုပဲဒီ76ဟာဒီလိုတက်တဲ့လာမဲ့အချိန်မှာဒီဘက်နှစ်ထဲမှာเนาะဟိုနှစ်ဆမှာ ချစ်တချောက်ဆိုတာရှိတယ်ဆိုတော့တက်တည်ပြချင်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကအဲ့လိုမယူချင်ဘူးကျွန်တော်တို့ကဒီ396ရှောက်8တရှောက်ဟုတ်ပြီအဲ့ဒုတိယ36မှာရှောက်8 396 6ဟုတ်ပြီအဲ့လိုဆိုဒီနောက်ဆုံးထွက်တဲ့396ရဲ့ဘေးကို1 2 3 4 5 6 7 9ဒီ hotel line နဲ့ဒီ396ကဒီမှာပဲအဲကြတော့ဒီ396 68အရင်ဖြစ်ပြီးမှဒီကောင်ကဒီကိုလာတာလေ အကြမ်းမ6တိတုံတဲ့96ကဒီဘက်ကပုံစံတိုင်းလာညီသွားတာပေါ့ဗျာဟုတ်တယ်နော်အဲ့လိုဆိုရင်ကဲဟုတ်ပြီဒီစတုဒ္ဓဖြစ်တဲ့မှာ988 430 988430ဟုတ်ပြီအခုနောက်ဆုံးဖြစ်တဲ့ပြသမဖြစ်တဲ့မှာဒီမှာ699430ဒီနောက်ဆုံးထွက်တဲ့430ရာသူ့ရဲ့ဘေးကနေ1234569ဒီ430နဲ့ဒီကောင်နဲ့အရင်ဖြစ်ပြီးမှဒီကောင်ကဒီလိုပြန်လာတယ်ဆိုရင်ဟော

ဒါလို့3နဲ့6လို့ဖြစ်ပြီးရင်မူသေးအကျိန်20မှာဒီဖြစ်စဉ်တွေဖြစ်22ဒီမှာမူသေး5ပြည်ဒုတိယဖြစ်စဉ်နော်3နဲ့6လို့ဖြစ်ပြီးရင်အကျိန်20ကိုပြေးလိုက်ဆောလာဖြစ်စဉ်တွေဖြစ်22ဒီမှာမူသေး5ပြည်တတိယဖြစ်စဉ်3နဲ့6လို့ဖြစ်ပြီးရင်အကျိန်20ကိုပြေးလိုက်နော်ဆောလာဖြစ်စဉ်တွေနော်30ဖြစ်ချင်းတွေ4ဖြစ်ချင်းတွေဖြစ်ပြီးရင်22ဒီမှာမူသေး5ပြည်ဟုတ်ဒီမှာ3နဲ့6လို့ဖြစ်ပြီးပြီနော် အသေး20လို့ပြေးလိုက်ရင်တော့ခွာနဲ့ဒီကနေ30လို့ဖြစ်ဒီလို6လေး7လေးလို့ဖြစ်အာ22ကြိမ်မှာငါးပြိတ်အပိုင်းဥလားဒီမှာ3 4 6လို့ဖြစ်ပြီနော်အကြိမ်20မှာဒီဖြစ်စင်နေဖြစ်ပြီ7 7လေး30 7 7 5 4အိုက်ကောင်ရဲ့အောက်မှာငါးပြိတ်နောက်ဆုံးညီကုန်းချုပ်ကဘယ်လိုလဲဆိုတော့၄7ပါပြီးတော့ငါးပြိတ်နော်နောက်တစ်ခါဒီမှာလဲ၄7ပါပြီးငါးပြိတ်7 4ပါပြီးငါးပြိတ် နေတက်ပါပြီ9ပြိတက်လေးပါပြီ9ပြိနောက်တစ်ခုကတုံညပါတော့9ပြိ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 နော်အဲ့ဒါလေးပဲဒါဆိုတကယ်ချင်းနေအားလုံးနားလည်သဘောပေါက်တော့ပါတုံညတက်လေးလို့ယူရတဲ့ကြောင်းရဲ့ဒီကဲတဲ့ဘက်ကကျွန်တော်တို့ဒီမှာ 683လို့ထောက်683အပိတ်ဆုံးလို့ထောက်နောက်နှစ်မှာနော်နောက်နှစ်မှာပုံညထိတ်လို့စထွက်လာတာနဲ့အဲဒီပုံညလေးအပိတ်နဲ့ပဲနော်ဘာဖြစ်လို့တော့6အပိတ်ခွန်အပိတ်3ပဲလို့ထောင်ပြီးတော့နောက်နှစ်မှာသစ္စာနေကြည့်လိုက်ပုံညထိတ်လို့ထွက်တယ်နဲ့ပုံညထိတ်အဲ့ကောလေးလေတိုင်းလေးရိုဒီခါဆိုပါပါလာမယ်နော်လေးလေတိုင်းပြီးရင်ကိုးလေတိုင်းလာမယ်6 9 3ဖြစ်ပြီးတော့ဒီဘက်နှစ်မှာ6 9 နှစ်ဆောင်ပြည့်တုံညာထိတ်လို့လာတာနဲ့တုံညာထိတ်လေးပြည့်ဟောနာလေးလေနော်ဒီမှာကိုးလေနော်ဒါဒီဘက်မှာ6ခွန်3ပြည့်ပြီးတော့ဒီဘက်မှာတုံညာထိတ်လေးပြည့်လေးလေနဲ့နော်တခါဒီမှာ6ခွန်3လို့ဖြစ်တယ်ဒီဘက်မှာတုံညာထိတ်လို့စားထွက်ရင်တုံညာထိတ်လေးပြည့်ကိုးလေနဲ့အဲဒီမှာတတိယဖြစ်စဉ်ရဒီမှာ6ခွန်3နော်6ခွန်3နောက်နှစ်မှာတုံညာထိတ်လို့စားကြတယ်ဟုတ်လားတုံညာထိတ်လေးပြည့်ပဲ မချောက်လည်းနဲ့၄ပြီးပြီ၉ပြီးပြီ၆ပြီးပြီအဲ့တော့၄နဲ့၉နဲ့ပါပါ၆နဲ့၁နဲ့ပါပါပဲကျင်းနော်အခုဒီမှာ၆ခွန်၃ပြီးခဲ့တဲ့ဘက်ကကျွန်တော်၃နဲ့၁ငါဆိုပြီးခန်းခဲ့တာနော်၆ခွန်၃၃နဲ့၁ငါဒီမှာလွဲခဲ့တယ်ထားလိုက်တော့အကြတော့တစ်နှစ်လုံး၃နဲ့ထိတ်ကမထွက်သေးဘူးဒီက၃နဲ့ထိတ်လာမယ်ဆို၃နဲ့ထိတ်၄ပဲနော်၄ပြီးပြီ၉ပြီးပြီ၁ပြီးပြီဆိုတော့၆ပဲအဲ၄ပြီးပြီ၉ပြီးပြီ၆ပြီးပြီဆိုတော့၁ပဲထည့်ရမယ်၄၉၆၁နော် ုံညထိတ်၄ဘိတ်လေးလေတိုင်းပုံညထိတ်၄ဘိတ်၉လေတိုင်းပုံညထိတ်၄ဘိတ်၆လေတိုင်းဒီကလာမဲ့ကောပုံညထိတ်၄ဘိတ်၁အလေတိုင်းဖြစ်ပါတယ်နော်ပုံညထိတ်၄ဘိတ်၁အလေဖြစ်ပါတယ်ကဲလာဆိုသင်ငယ်ချင်းတို့သဘောပေါက်ပြီထင်ပါတယ်။မရှင်းတာရှင်းရင်ကျွန်တော်ဒီကျွန်တော်ဗီဒီယိုပိုင်းအဲ message နေရာမှာ မရှင်းတဲ့ဟာတွေကျွန်တော်စာပို့ပြီးမေးလို့ရပါတယ်နော်။ကဲမိတ်ဆွေတင်ငယ်ချင်းများအားလုံးကံကောင်းကြပါစေ။